တချို့လူတွေရှိတယ်။ငိမ့်ခံနေတော့အတော့မမြင်ထားပြောမိမှကိုကစွာတယ်ဆိုတာမျိုးတချို့လူတွေရှိတယ်။ကောင်းမွန်တက်နေခံနေရတာမသိဘူးဆက်ဆက်ထိမခံပြန်ပြောလိုက်မှကိုကအာကျန်းတယ်ဆိုတာမျိုးတချို့လူတွေရှိတယ်။မသိကြင်အောင်ဆောင်းပေးနေတာကိုအာမနာဘူး။တဲပြောလိုက်မှကိုကလူချမ်းကြီးဆိုတာမျိုးတချို့လူတွေရှိတယ်။တသက်လုံးတီးခံလာတာကိုမစားနာကြဘူး။ထပေါက်ကွဲမိမှကိုကမကောင်းဘူးဆိုတာမျိုးတချို့လူတွေရှိတယ်။ အတွင်းစိတ်ကိုမြင်အောင်မကြည့်တတ်ကြဘူးအပေါ်ယံကောင်းပြတာ ਉ မအဟုတ်ထင်တတ်ကြတာမျိုးတချို့လူတွေရှိတယ်စစ်မှန်တယ်ဆိုတာ ਉ မတွေ့တတ်ကြဘူးဟန်ဆောင်တတ်တဲ့သူ ਉ မအမှန်ကန်ထင်တတ်ကြတာမျိုးတချို့လူတွေရှိတယ်ကိုချင်းစာတရားဆိုတာမရှိကြဘူးဘယ်သူသေးသေးငတေးမရင်ပြီးရောဆိုတဲ့စိတ်ဓာတ်နဲ့တစ်ဖက်သား ਉ နင်းတတ်ကြတာမျိုးတချို့လူတွေရှိတယ်ရင်နှီးကြင်အောင်ဆောင်းပြီးမထီးတထီးနဲ့စော်ကားတဲ့စကားတွေပြောတတ်ကြတာမျိုးတချို့လူတွေရှိတယ် ကိုယ်တိုင်မလုံနိုင်တဲ့အရာကိုတပားသူလုံလိုက်လို့အောင်မြင်သွားတဲ့အခါမှာထပြီးဝေဖန်တတ်ကြတာမျိုးတချို့လူတွေရှိတယ်အစွမ်းအစမရှိပဲအပြစ်ပြောဖို့တတ်တတ်လူဖြစ်လာကြတာမျိုးဒါကြောင့်ကိုယ်ဟာကောင်းအောင်နေပါလျက်နဲ့အကောင်းမြင်သိမရှိတဲ့သူတွေအတွက်စိတ်ကတိကောက်ဖြစ်ဖို့မလိုဘူးသူတို့နဲ့တန်ရာတန်ရာအတိုင်းပဲဆက်ဆံပေးလိုက်ပေါ့ကိုယ်ကပြိုင်ခြင်းသိမရှိရင်ပဲကိုယ်ကိုလာလာပြီးပြိုင်နေတဲ့သူတွေရှိတတ်တယ် ကိုကသူတို့အကြောင်းမသိရင်မဲသူတို့ကကိုအကြောင်းကိုထထောင်ပို့ပြီးတည်နေတဲ့သူတွေလည်းရှိတတ်ပြန်တယ်။ကိုကသူတို့ဘာလို့လဲလိုက်ကြည့်ဖို့အချိန်မရှိရင်မဲကိုလုံးသမျှကိုထိုင်းကြည့်ပြီးအပြစ်မြင်နေတတ်တဲ့သူတွေလည်းရှိတယ်။ကိုကကိုလုံးနဲ့ကိုတော်မအားပါမဲတချို့သူတွေမှာတော့သူများအကြောင်းပြောဖို့ဆက်ဆူးဖို့အချိန်ရှိနေတတ်ပြန်တယ်။ကိုကဘယ်သူမှတော့မသိရင်မဲကိုကိုအလိုလျောက်မုန်းနေတဲ့သူတွေလည်းရှိတတ်တယ်။ကိုကအများကြီးမလုံနိုင်သေးလို့တတ်နိုင်တာလေးလုံးမိရဲ့နော်။ အရာကိုအပုတ်ချဖို့ချောင်းနေတဲ့သူတွေလည်းရှိတတ်ပြန်တယ်။ကို့ဒီလိုအပြစ်မြင်အပုတ်ချနေတဲ့သူတွေဘာလုံးနေလဲကြီးလိုက်ပြီးပြန်တော့ဘာမှလုံးမနေကြဘူး။ဒီလိုလူတွေဟာသူများကိုအပုတ်ချရင်ချရင်နဲ့ကိုကိုယ်တိုင်ပုံမှန်မသိပုတ်သွားကြရတဲ့သူတွေပဲ။နောက်တစ်ချက်ကတချို့လူတွေဟာသူတို့ဘောကောင်းအောင်နေနေရင်တော့ပြန်ကောင်းလို့မရှိဘူးဆိုတာကိုသိရင်ဝင်ရခဲ့တယ်။ကိုလုံးသမ ्या ကိုအစိုးမြင်ဖို့အတွက်မွေးဖွားလာတဲ့လူတွေလားလို့တော့ထင်ရလောက်တဲ့သူတွေရှိတယ်။ ဒီလိုလူတွေကိုမမုန်းလိုက်ပါနဲ့ကြိုးစားနေတဲ့လူငယ်တယောက်အတွက်တခြားသူတွေကိုမုန်းနေရအောင်အခြေမရှိဘူးလေဒါကြောင့်အကောင်းဆုံးနီးလန်းကတော့ဂယုမဆိုင်ဖဲနေလိုက်ခြင်းပဲ haters gonna hate တဲ့မုန်းတဲ့သူကတော့မုန်းကိုမုန်းနေမှာပဲသူတို့ရဲ့အမြင်တွေကိုပြောင်းလဲပြဖို့မလွယ်ဘူးကိုဘလောက်ပဲစေနာပြန်ထားပြန်ထားသူတို့ကတော့မုန်းကိုမုန်းနေမှာပဲဒီတော့ကိုဘက်ကအမြင်ကိုပဲပြောင်းလဲပြလိုက်ဖို့လိုတယ်သူတို့ကိုလည်းပြန်မုန်းနေကြရမလို့ကောင်းတဲ့ထဲဖို့လည်းမလို့ဘူး ကိုလှုပ်เสียရရှိတဲ့လုပ်ကိုပဲအကောင်းဆုံးကြိုးစားပြီးလုပ်ဘဝမှာနည်းနည်းလေးအောင်မြင်လာတဲ့သူတိုင်းမှာဟိတ်တာတွေရှိတတ်ကြတာပဲမအောင်မြင်မဲ့ဒီတိုင်းနေနေတဲ့သူတွေမှာတော့မုန်းတဲ့သူဆိုတာရှိတတ်တာပဲလေနာမည်ကြီးတဲ့သူတွေဆိုပိုဆိုတာပေါ့မက်ဆီတို့ရော်နယ်ဒိုတို့လိုကမ္ဘာကျော်ကြီးတော်မုန်းတဲ့သူတွေဆိုတာရှိကြသေးတာပဲဒါပေမဲ့သူတို့ကဒီလိုအပုတ်ချစကားတွေကြောင့်စိတ်ညစ်နေကြမယ်စား ိုဘွားကိုတိုးတက်အောင်ပဲကြိုးစားပြီးဟိတ်တာတွေထွေးထုတ်လိုက်တဲ့စကားတွေကိုဟိတ်တာတွေကိုပဲပြန်မျိုးချခိုင်းခဲ့တယ်။ဒါကြောင့်အဖိုးမာကျန်တာကိုကိုမုံတဲ့သူတွေကြောင့်စိတ်မညစ်နဲ့ကိုကိုချစ်တဲ့သူတွေအတွက်ပဲရှင်သန်။အမုံနေနဲ့မရှင်သန်နဲ့အမုံနေနဲ့ရှင်သန်ရတာပူလောင်လုံးပါတယ်။ကိုဘွားကိုသာအမြင့်ကိုရောက်အောင်မြင့်တင်ဖို့ကြိုးစားခံမြင့်မြင့်ပြန်ခြင်းရဲ့နော်လေတိုက်တဲ့တံကိုခံနိုင်ရမှာပေါ့။ပတ်စံကိုလွယ်လွယ်နဲ့မရနိုင်ဘူး။ ပတ်စံရဖို့တော့မပြုံးတဲ့မျက်နှာတွေကိုပြုံးပြနေရတယ်။မမြင်တဲ့မျက်နှာတွေကိုမြင်နေရတယ်။မပြောခြင်းတဲ့လူတွေနဲ့လည်းပြောနေရတယ်။ကိုမှန်နေပေမဲ့လည်းငိမ့်ခံနေရတဲ့အခိုက်အတန့်တွေလည်းရှိတယ်။ဒေါသဖြစ်နေပေမဲ့လည်းမျိုးသိပ်ခဲရတာတွေရှိတယ်။စိတ်ရှိတိုင်းပြန်ပြောလိုက်ခြင်းပေမဲ့ပြောခွင့်မရဘဲမျိုးသိပ်ထားရတဲ့အခိုက်အတန့်တွေလည်းရှိတယ်။ဒါကြောင့်ပတ်စံရဖို့ဘလောက်ခက်ခဲတယ်။ပတ်စံရဖို့ဘလောက်ထိအောင်ဤတိခံရရတယ်ဆိုတာကိုငွေရှာနေတဲ့လူတိုင်းသိကြပါရဲ့။ တချို့ဆိုရင်အောက်ကျနောက်ကျခံပြီးနေနေရတာတွေသူများမျက်နှာကိုကြည့်ပြီးမပြောရင်မဲလဲတီးခံနေရတဲ့သူတွေရှိသလိုလူအားမပင်ပန်းမိမဲလဲစိတ်ဖိစီးနေရတာတွေစိတ်ပင်ပန်းရတာတွေရင်မောရတာတွေစိတ်တော့ကဖြစ်ရတာတွေစတာနဲ့ငွေရဖို့ဆိုတာတကယ်ကိုမလွယ်လာပါဘူးဒါကြောင့်ကိုခက်ခက်ခဲခဲပင်ပင်မမှန်းရှာထားရတဲ့ပတ်စံကိုစီကန်းရှိရှိသုံးပါပတ်စံကိုတစ်စားရှိပါကိုခက်ခက်ခဲခဲရှာထားရတဲ့ပတ်စံတပြားတစ်ချက်တိုင်းကိုတံပိုးထားပြီးချစ်တတ်ပါသည်